अजी मात में गाए गीता लो मात न खा दंडा Mandanadu adhi adhi mizam vega Kariya yagana Anda anda guna udriya gritam Peitandli mambu bolo hitandiro miro Adu vada khe lo tengani kalati kamutam Iupakaya kanakunai Sambi muinyen chidalate dwariru အသာကြောရိုးရိုးတွင်ချင်းစီညို့နလောသေးမင်းဖြင့်ဆိုဘုမဥဒေသဒေသဟောင်းနာဒီကြည်တလေးဒီသွေးချွေးစီရဲ့မြေရေးစီစီတဲ့ ဥပကရာဇနာကိုယ်စံပင်သည်အစင်းနှံတန်တန်တရားရအဖြင့်ယောရှာဝဲဆက်ဆုပ်ဖွဲ့မတင်တယ်ဧဥပကယခဏကိုနိုင်မွေညင်းသည် အစင်တန်တန်တန်ဒီယရအဖြင့်ယောရှာဝဲဆက်ဆုံးဖွဲမတင်တဲ့ဣဥပကယခန္ဓာကိုယ်၌ခြေတယ်လက်သည်အစင်နံတန်တန်ဒီယယအဖြင့်ယောရှာဝဲဆက်ဆုံးဖွဲ့ မတင်တယ်။ဟောငါခန္ဓာကိုယ်ကြီးရောခြေတန်းကြီးရောဆက်ဆုပ်စရာယုံစရာတွေကြီးပဲထွက်ပါလားလို့အဲ့လိုလိုမျိုးလေးအာယုံပြုတာသိရနော်။အဲ့လိုလေးသိပြီးတော့မှကိုယ်ခန္ဓာကိုယ်ကြီးပေါ်မှာဟောငါခန္ဓာကိုယ်ကထွက်တာတွေမှန်သမျှကဆက်ဆုပ်စရာယုံစရာတွေရှိတယ်ဆိုတာတကယ်တမ်းကျောငါခန္ဓာကိုယ်ကြီးမှာตายရစရာမရှိပါလားလို့မြင်ရမယ်။ကြလား။အဲ့လိုလေးမဲအာယုံပြုကြည့်လိုက်ငါခန္ဓာကိုယ်ကထွက်တာမှန်သမျှဘယ်ရပဲထွက်ထွက်ဘယ်ရပဲဘယ်ပေါက်ကပဲထွက်ထွက်အောက်ကထွက်ထွက်အပေါ်ကထွက်ထွက်အိုးဆက်ဆုပ်စရာယုံစရာတွေကြီးပဲထွက်ပါလား။ တကယ်တမ်းကျတော့ငါခန္ဓာကိုယ်ကြီးဆိုတာตาရံเสียရမရှိဘူးတွေ့တာเสียမမိုးเสียမရှိပါလားလို့အဲ့လိုသိရမယ်ကြားလားမြတ်စွာဘုရားကအဲ့လိုဘလို့ဆင်ញင်ခိုင်းတာအောင်ဆိုတော့ငါတို့ကလူတိုင်းလူတိုင်းကွာဥစဉ်ပဲဖြစ်ဖြစ်မောင်ရင်ပဲဖြစ်ဖြစ်တွေ့တာမှုလောဘတွေပို့ပြီးတော့အာကောင်းကြအဲ့ကြတော့ကိုကိုကို တွေ့တာမှုတွေ short ချလိုက်လို့ရှိရင်သူများတွေပေါ်မှာလည်းပဲကျန်တဲ့သူတွေပေါ်မှာလည်းပဲတွေ့တာမှုတွေကနည်းသွားမှာကိုကိုကိုတော့မှတွေ့တာမှုနည်းသွားရင်ကျန်တဲ့သူပေါ်ဆိုလည်းပို့ပြီးတော့မလုပ်တော့ပါ နဲတော့အဲ့ဒီလို Twitter မှုတွေကိုနဲစေခြင်းလို့ short ချစေခြင်းလို့မို့မြတ်စွာဘုရားကအဲ့ဒါမျိုးလေးဆင်ញင်ခိုင်းတာလို့အောင်းပေးရမယ်နော်နောက်တစ်ခုကြည့်ကြည့်လိုက်ကွာနောက်တစ်ခုကမင်းရဲ့ခန္ဓာကိုယ်လေးငကိုတော့ကကြတော့မင်းအွယ်ပေါက်စားလေးတဖြည်းတဖြည်းနဲ့ငါတို့ကြည်ကြည်လောင်ပါနောက်ဆုံးကြတော့မင်းရဲ့ခမဲတော်ရေမဲတော်အဖေမေရွယ်တယ်နောက်ကြတော့အဖိုးအဖွားရွယ်တယ်နောက်ဆုံးကြတော့မင်းပါးရေတွေတွန့်နားရေတွေတွန့်ဆပင်တွေဖြူးပြီးတော့ခါးတွေကိုင်းတာတွေဖြစ်လာအောင်တကယ်တမ်းကြတော့မင်း အဲ့ဒီအရွယ်ကိုမင်းတို့မနေချင်ကြအောင်ဘယ်လိုအရွယ်လေးပဲနေချင်အောင်ဆိုတော့ငါတို့က25နှစ်ချောချောမောမောလှလှပပ30တန်တုံးမြန်တုံးမာတုံးအရွယ်လေး25 30တော်တွင်နေချင်တာပဲဒါပေမဲ့နေလို့မရဟုတ်တယ်မလားအဲကျန်းကျန်းမာမာနဲ့လည်းခန္ဓာကိုယ်ကြီးကိုကျန်းကျန်းမာမာနဲ့နေချင်တာပဲဒါပေမဲ့နေလို့ရတာဆိုတော့မနေလို့မရဟုတ်တယ်မလားတခါတလေကျန်းမာရေးတွေဖောက်တာလည်းမရှိပါရှိလားရှိတာပဲနော်မင်းစပင်းတွေဖြူတော့တပြေးတပြေးနဲ့ကြီးမလားလှလှမလား အဲကြောင့်မေခန္ဓာကိုယ်ကြီးကိုမင်းပိုင်တယ်လို့ပြောလို့မရအောင်အဲကြောင့်မေခန္ဓာကိုယ်ကြီးကမမြဲတဲ့သဘောရှိတယ်လို့မြင်အောင်ကြည့်အောင်နော်။ဩတကယ်တမ်းကျတော့ငါခန္ဓာကိုယ်ကြီးကိုငါပိုင်တယ်လို့ထင်ရတာတကယ်တမ်းကျတော့ဒီခန္ဓာကိုယ်ကြီးကငါမပိုင်ဘူး။တဖြည်းတဖြည်းနဲ့ဩဟိုဝါရပါလားနားရပါလားလို့နော်။ပါးရီနားရီတွန့်မှာပါလားဆပင်တွေဖြူမှာပါလားလို့ငါတို့အသက်ရွယ်တွေငါတို့မပိုင်ဘူးငါတို့ခန္ဓာကိုယ်ကြီးငါတို့မပိုင်ဘူးလို့မမြဲတဲ့သဘောလေးကိုမြင်အောင်ကြည့်ရတယ်။ကြလားနော်အဲ့လိုကြည့်တဲ့အခါကျတော့ဘလို့အကျိုးရတော့လူငယ်တွေဆိုတော့အကျိုးရလဲရမှာနော် ဘလို့အကျိုးရမှာလို့ဆိုတော့ငါတို့ဖရာလက်ထက်ကယတဆိုတဲ့တထေသားတယောက်ရှိတယ်သူကတူရီတော်သားလေးပေါ့ကွာသူကသူမိဘတွေကဘလောက်ချမ်းသာတုံးဆိုတော့သူတူရီတော်သားလေးအတွက်တဲ့နွေကနေဖို့ဘုံခုနှစ်ဆင့်ရှိတဲ့ပြက်သက်ကတစောင်းမိုးကနေဖို့ဘုံခုနှစ်ဆင့်ရှိတဲ့ပြက်သက်ကတစောင်းဆောင်းကနေဖို့ဘုံခုနှစ်ဆင့်ရှိတဲ့ပြက်သက်ကတစောင်းအဆောင်သုံးဆောင်နွေမိုးဆောင်းနော်တစောင်းတစောင်းကလည်းခုနှစ်ထက်ခုနှစ်ထက်စီရှိတယ်ဘုံခုနှစ်ဆင့်ရှိရကြလား အဲ့လိုမျိုးစောင့်ပေးထားပြီးတော့အဲ့ဒီတူဥဒီတော်တန်းတဲ့အတွက်နော်မင်းယောက်ျားလေးတွေရှိလို့ရှိရင်ပြင်းပါသလိုဆိုတော့ယောက်ျားလေးတွေမထားဘူးမိန်းကလေးတွေကြီးပဲအဲ့ဒီမိန်းကလေးတွေကကပြပေးရတယ်ဖြောဖြေးပေးရတယ်တချင်းစိုပေးရတယ်တီမုတ်လောက်ပေးရမျိုးစုံနော်အဲ့လိုတူဥဒီတော်တန်းလေးကိုသူတို့ကအဲ့လိုစောင့်ရှောက်ကြအဲ့လိုပြုစုပေးကြအဲ့ဒီယတဆိုတဲ့ကောင်လေးကအဲ့ဒီကရာခုံနာတွေကိုနေတိုင်းကြည့်ပြီးတော့တနေ့ကျတော့အဲ့ဒီကောင်ကလေးတွေကပြဖြောဖြေးတာကိုကြည့်ရင်းနဲ့သူကအိပ်ပျော်သွားတာနေတိုင်းနေတိုင်းကြည့်တော့သူလည်းညင်းငွေ့သွားတယ်ပေါ့နော် အဲ့လိုအိပ်ပျော်သွားပြီးတော့သူကစောစီးအိပ်ပျော်သွားတော့သူ့ရဲ့ခုနကကပြချုပ်ပြီးတဲ့ကောင်းမလေးတွေကလည်းအဲ့နာလေးမှာပဲအိပ်ပျော်သွားတာပေါ့အိပ်ရတာပေါ့လေသူတို့တခင်ကြီးကထားဆိုထားအောင်ပါဘို့အဲ့တော့ကိုညာကိုသွားအိပ်လို့တော့မရဘူးပေါ့အဲ့တခင်ကြီးအိပ်တဲ့နာမှာပဲသူတို့ပတ်ပတ်လည်မှာအိပ်ကြအဲ့ကြတော့မနှက်ကြတော့အဲ့ယတဆိုတဲ့တထေတာစောစီးတီ노လာကွာ노လာတော့အဲ့မှာတဲ့သူကခုနကကပြဖြောက်ဖြေတဲ့ကောင်းမလေးတွေမနှုတ်ဝင်သူကအရင်노တာ노တော့ကြိလိုက်တော့အဲ့မှာကောင်းမလေးတွေကအိပ်ပျော်နေကြအိပ်ပျော်တော့တချို့ကောင်းမလေးတွေက ဆမင်ကြီးတွေဘွားလျာကြာတချို့ကလည်းပဲအန်သွားတွေကြဲ့လို့တရေတွေယိုးလို့တချို့ကလည်းရောင်ရမ်းပြီးဟိုအော်ဒီအော်လို့အဲ့လိုမျက်စီတွေပုံဖော်ကြည့်လိုက်ပါမယ်နော်အဲ့လိုမျိုးတွေမြင်ပြီးတော့သူကဘလို့ဖြစ်တော်အောင်ဆိုတော့ဩငါကလူသေးကောင်းတွေပြစ်ထားတဲ့ယတရဲ့စိတ်ထဲမှာဘလို့ဖြစ်တော်အောင်ဆိုတော့ငါကလူသေးကောင်းတွေပြစ်ထားတဲ့တုတ်တန်တင်းချိုင်းကိုရောက်နေတာ ਨੇ တူလပါလားလို့အဲ့ကြလူတွေမှာအိုနာတေဆင်းရဲရှိရင်အိုနာတေဆင်းရဲကလွတ်မြောက်တဲ့အေးချမ်းတဲ့ နိဗ္ဗာန်ဆိုတာရှိကိုရှိရမယ်။ဩနာတိလွတ်မြောက်တဲ့တရားရှိရမယ်ပေါ့။နိဗ္ဗာန်တော့မဟုတ်ဩနာတိဆင်းရဲကလွတ်မြောက်တဲ့တရားရှိကိုရှိရမယ်ဆိုတော့ငါဩနာတိဆင်းရဲကလွတ်မြောက်တဲ့တရားကိုရှားပွေမယ်ဆိုပြီးတော့ညာရင်းချင်းတောထွက်သွားတယ်။ကြမ်းလား။ညာရင်းချင်းတောထွက်ပြီးတော့သူကနေတွေ့ရောဖရားနဲ့တွေ့။ဖရားကနေသူ့ကိုတရားဟောလိုက်တော့သူအဲ့ဒါကျွတ်တန်းဝင်သွား။နိဗ္ဗာန်ရတော့နော်။အရိယာသူတော်ကောင်းဖြစ်တယ်။သူကအဲ့ဒါမျိုးငါတို့တထွေဆိုရင်တော့လှပိုက်ချောပိကောင်းလေးဆိုရင်မမောနေမှာတာယာနေမှာတွေ့တာနေမှာသဘောတွေကြတယ်ဟုတ်တယ်မလား သူကကျတော့အဲ့ဒီချောပေနှပေကောင်းကလေးတွေကိုဆက်ဆုပ်စရာကြီးယွန်စရာကြီးတွေလူတွေကောင်းတွေပြစ်ထားတဲ့တုတ်တန်ကြီးလို့ထင်တာနော်အဲ့လိုထင်တာဘာကြောင့်တုံးဆိုတော့အရင်ဘဝတုန်းကတဲ့သူကအလောင်းကောင်းတွေကိုမိရှုရတဲ့အခုခေတ်လိုအလောင်းကောင်းတွေကိုမိရှုရတဲ့သူ့ဘာရာကလောက်ခဲ့ရကွာအဲသူ့ဘာရာကလောက်တော့အဲ့ဒီအလောင်းကောင်းတွေကိုမိရှုရင်းနဲ့အလောင်းကောင်းတွေကိုကြည့်ပြီးတော့ခန္ဓာကိုယ်ကြီးရဲ့ဆက်ဆုပ်စရာကောင်းမွန်ယွန်စရာကောင်းမွန်နော်အဲ့လိုမျိုးတွေမြင်ပြီးတော့သူခန္ဓာကိုယ်ကြီးလည်းဆက်ဆုပ်စရာယုံစရာကြီးလို့မြင်ပြီးတော့အဲ့တန်ဝေကညင်ရခဲ့လို့ပဲကြားလားမင်းလည်းနောက်ဘဝမှာအဲ့လိုမျိုး တို့ဖခင်လက်ထက်ကလည်းတချို့ကိုယ်တော်တွေရှိတယ်အဲ့လိုမျိုးအရင်ဘဝတော့နှလုံးသွင်းခဲ့တဲ့အခါအဲ့လိုမျိုးခေါင်းရိပ်ရှင်နဲ့အဲအဲ့လိုမျိုးအရိယာသူတော်ကောင်းတွေဖြစ်သွားတဲ့ပုံစံတွေရှိရနော်အဲကြောင့်မင်းလည်းပဲအခုခေါင်းရိပ်တဲ့အခါအဲ့လိုမျိုးလေးနောက်ဘဝဖခင်နဲ့ကြုံခဲ့တော့ကိုရင်ဝတ်ခဲ့ရဟန်းပြုခွင့်ကြုံတဲ့အရိယာသူတော်ကောင်းဖြစ်သွားအဲ့လိုမျိုးစိတ်ထားလေးနဲ့ကောင်းရိပ်နှလုံးသွင်းရိပ်နော်ခန္ဓာကိုယ်ကြီးရဲ့ဆက်စုပ်စရာကောင်းဝင်ရုံနဲ့မျက်စိလေးကနေအာရုံပြုပြီးတော့ကိုယ့်ကိုယ်ကိုနော်မင်းမဲခန္ဓာကိုထွက်တာကောင်းတာရှိတယ်ပြီးတော့ပါရှိတယ်ဘဝတရားရေမချိုးရင်နန်လိုက်နှစ်ရက်တည်းဝင်လို့ဒီမှာကပ်ပါမှာနော် dạ má thằng lớn thì cái hồi cái đó mà con gì cái đó nhìn rồi Thank you.